ဒါကြီးကြရတော့ကျမအရန်ကိုလန့်သွားတယ်။လူနဲ့သာရှေ့သက်ခဲ့ရင်တီးသွားနိုင်တယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ရေဟော်ရာပိုင်းရဲ့ channel ကနေရန်နဲ့ကြိုဆိုလိုက်ပါတယ်။ဒီသလန်းကတော့ရေသားဟောင်းတယောက်ရဲ့အကြောင်းလေးပါ။တက္ကသိုလ်ကြီးကသာအိကန်ကန်နဲ့ပါတဲ့အိမ်တလုံးကိုဖားနေခဲ့တယ်။အဲအချိန်ရန်ကိုခေစားနေတဲ့ online dating app တစ်ခုကိုစမ်းသုံးကြည့်ခဲ့တယ်။အရင်ကတော့ဒါမျိုးတွေမကြိုက်ပေမဲ့ပြင်နာနဲ့စမ်းကြည့်မိခဲ့တယ်။ သူ့ရဲ့ပုံစံကတန်တန်မြတ်မြတ်နေတတ်တယ်။တွားတွေကလှပြီးအလုတ်ကောင်းကောင်းရှိရဲ့လို့ပြောတယ်။အဲ့အချိန်ကတော့ကို့အတွက်သူ့စီမှာဆွလန့်စရာအချက်တွေရှိနေတယ်။တပတ်ကြာ online ပေါ်ကနေစကားပြောပြီးတဲ့နောက်မှာအပြင်းမတွေးဖို့သဘောတူခဲ့တယ်။မျိုးတွေကစားတော့ဆိုင်မှာတွေ့ပြီးအဲ့ညကအဆင်ပြေပြေညသာအတူတူစားခဲ့တယ်။အိမ်ပြန်ချိန်မှာတော့သူကားကကိုးနောက်ကနေလိုက်လာတာကိုဘက်မှန်ကနေတွေးမိလိုက်တယ် ပထမတော့မကြောက်သေးဘူး။သူ့အိမ်ကလည်းဒီဘက်ကနေသွားရတာထင်တယ်လို့တွေးမိခဲ့တယ်။တခြားလမ်းကြရင်ပြေးသွားလိမ့်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့အဆက်မပြတ်နောက်ကနေလိုက်နေခဲ့တယ်။ကျမလည်းအိမ်ကုန်သွားပဲမြို့တော်ဝိုက်ကိုလှည့်မောင်းသွားရင်စိတ်ထဲကြောက်စိတ်ဝင်လာမိတယ်။နောက်ဆုံးတကယ်ချင်းအိမ်ကိုဝင်မယ်လို့ဆုံးဖြတ်ပြီးအိမ်ဖြစ်ခွင့်ချိန်မှာသူကမလိုက်လာတော့ဘူး။အဲဒီချိန်မှာပဲစိတ်အေးလက်အေးနဲ့အိမ်ကိုပြန်ခဲ့ရတယ်။အိမ်ရောက်လို့ရေရှိုးပြီးအိမ်ဖို့ပြင်တဲ့ချိန်မှာ ဲ့လိုတကယ်ကိုနောက်ကနေလိုက်လာတော့လားလို့စဉ်းစားမိတယ်။ဒီလိုတွေတန်တရားဝင်နေရင်သူ့စီကိုဟေးဒီညပြောခဲ့ရပါလေခွန်းနိုင်ဆိုတဲ့မက်ဆေ့တစောင်ပို့မှကျန်တော့သူ့စီကနေပုံတစ်ခုကိုပို့ခဲ့တယ်။ပုံထဲကကိုယ့်အိမ်ထဲမှာကားရက်နေတာဖြစ်ပြီးငါကမင်းနဲ့မျက်နှာချင်းသာအိမ်မှာနေတာလို့ပြောလာတယ်။ကျမရန်ကိုရင်းနေခုံပြီးရန်ကိုကြောင်နေခဲ့တာ။ကျမလည်းအင်းကြီးချင်းတွေကိုတစ်ခါမှမမြင်ဘူးလို့ လူလိမ်နေရလားဆိုတာကိုလည်းမပြောတတ်တော့ပါဘူး။တကားဖွင့်ကြည့်တော့တကယ်ကိုအင်းရှိမှမျှော်ရပြီ။ထဲကိုဝင်ရင်လို့ဖွင့်တောင်းနေတယ်။တနေ့လုံးပင်မထားလို့အင်းရှင်နဲ့လို့ပြောပြီးတကားကိုပိတ်လိုက်တယ်။နောက်နေ့မနက်အလုပ်သွားဖို့ထွက်တော့ကားမနေကကွဲကားဘိတ်နေကဖောက်ခံလာရတော့ကိုတွေ့လိုက်တယ်။အဲ့အချိန်မှာပဲသူကကော်ဖီနှစ်ခွက်ကိုကင်လာပြီး Morning Surprise လို့လာပြောတယ်။ဒီဖြစ်ဖြစ်ကြောင့်ရဲကိုရှင်းရှင်းခေါ်ခဲ့တယ်။ရဲရောက်ချိန်မှာသူကကားနောက်ကိုတွားပုံနေခဲ့တယ်။ ရဲကရပုတ်ရိုက်ပြီးအာမခံရှိရင်တတိထားလို့ပြောသွားတယ်။စောနာကရဲထွက်သားချိန်မှာပဲသူ့ကိုတခြားရဲတွေကလာဖမ်းဆီးလိုက်တယ်။ကျမလည်းဘာကြောင့်များလဲလို့ရဲကိုမေးမြန်းခဲ့တယ်။အကြောင်းကတော့ဒီလူကလူချင်းဝတ်တွေကိုဖောက်ပြရှင်တနက်ကန်ဆောင်မှုလိန်လယ်မှုညဉ့်ညံ့အကြမ်းဖက်မှုစားတဲ့အမှုတွေကြောင့်ဖမ်းဆီးရတာလို့ပြောတယ်။ဒါကြီးကြရတော့ကျမရန်ကိုလန့်သွားတယ်။ ူနဲ့သာရှေ့သက်ခဲ့ရင်တည်သွားနိုင်တယ်ဒီဖြစ်ဖြစ်ကြောင့်အလုပ်ကိုလည်းတလားလောက်အနားယူရတဲ့ဒီဖြစ်ခဲ့တယ်တပတ်ကြာမှအာမခံနဲ့ခဏပြန်လွတ်လာခဲ့တယ်ကနေဒါမှာအမှုမစစ်ခင်ရှောက်တခင်လွတ်ထားပြီးတာကြောင့်ပြန်တွေ့ခဲ့ရတယ်ကျမအလုပ်နောက်ကျနေလို့အလုပ်ကိုသွားရမယ်လို့ပြောလိုက်တယ်အဲ့နေကျမအလုပ်မသွားပဲတခြားတစ်ခုကိုပဲလုပ်ခဲ့တယ်ကျမရဲ့အင်ကိုပြောင်းဖုန်းနံပါတ်အစ်ကိုပြောင်းတကယ်ကြီးနေနဲ့ပစ္စည်းကုန်ထုတ်ဖို့ပြီးနေရာအစ်ကိုပြောင်းလိုက်တယ် ဒါဟာကျမရဲ့ဒိတ်တင်အပ်နဲ့ပထမဆုံးနဲ့နောက်ဆုံးတွေ့ကြုံဖြစ်သွားခဲ့တယ်။နောက်တစ်ခါပြန်သုံးဖို့တော့မစင်စားရဲတော့ပါဘူး။ဇလန်းလေးကတော့ဒီမှာနေပြီးပါပြီ။လူကြီးမင်းတို့လည်းဒိတ်တင်အပ်သုံးမယ်ဆိုလို့ရှိရင်တည်တည်ရှာရှာရွေးချယ်ဖို့အကြံပေးချင်ပါသေးတယ်။ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သိမ်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးသွားကြပါအောင်ဗျ။